ော်ကျမကြီးဌာနပြီးတော့အဲလိုအိမ်ကိုစားရချွတ်ခိုင်းတာတဲ့ချွတ်ခိုင်းပြီးတော့ပြခိုင်းတာပေါ့အဲအဲ့လိုပြတာပြပြီးတော့အဲဟုတ်ပြီအာခဏနေပြန်ဆက်သွယ်လိုက်မယ်ဆိုပြီးတော့အဲ့လိုပဲဖုံးချသွားတာတဲ့အဲ့လိုပဲကောင်းလေးကဖုံးဆက်လာတာတဲ့နေရဲ့ဗီဒီယိုတွေအိုစားမပါတဲ့ဗီဒီယိုတွေငါတို့ရှိမှရပြီအဲ350ပြီးရင်ပြီးမပြီးရင် လိုင်းပေါ်မှာ ဖြန့်မယ်ဆိုပြီးတော့အဲ့လိုချိန်ချောက်တာတဲ့ငါးနှစ်အရွယ်ကလေးလေးကိုအချိန်မောင်းမနေမရင်းကျင်တာတဲ့ဘလို့စိတ်နဲ့မျိုးနဲ့လုံးရက်တာလဲမိဘမယ်လေး ခုကိုရမယ်လို့တော့မှမဒီမိဘမဲ့ကင်ဟာမှလာလာလေအဲ့လိုမျိုးတက်ငယ်မတင်လို့တဲ့သူတွေကိုလေးတိလာအဲ့လိုမျိုး short တိုက်ပြီးတော့လေ short တိုက်ပြီးသူတို့တစားအောင်နုံနုံဆင်းပြီးလူအများအမြင်ရှိမှတက်အောင်မှတိလား အားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါနဲ့ရှင်ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့မင်္ဂလေးတိုင်းတော့တတိထားတဲ့နဲ့ရှင်ဒီ video လေးရဆိုလို့ရှင်တော့မင်္ဂလေးတွေကိုဖုံးဆက်လာပြီးတော့เนาะကျမရေးဌာနကပါသူတို့ကတော့ရှင်သားကင်စာတို့တိန်ကောင်းကင်စာတို့ကိုเนาะကာကွယ်ပေးတဲ့ကျမရေးဌာနကဆိုပြီးတော့เนาะဖုံးဆက်လာတဲ့ရှင်ဖုံးဆက်လာပြီးတော့เนาะသူတို့က line ပုံမှာ video call ပြောပြီးတော့เนาะမင်္ဂလေးတွေကိုเนาะအဝတ်တွေချွတ်ခိုင်းပြီးတော့တကူလုံးပုံကိုပြခိုင်းနေရှင်နောက်ပြီးတော့သူတို့ကเนาะကိုသုံးလုံးပုံတွေနဲ့ကိုပြန်ပြီးတော့ချိန်ချောက်ပြီးတော့ငွေညစ်တယ်ရှင်သူတို့ကเนาะကြားပြန့်တွေတက်ကိုပို့ပြီးကြောက်ဖို့ကောင်းတယ်ရှင်ဒါကြောင့် ို့လို့မိန်းကလေးအနေနဲ့လည်းတိထားလို့ရအောင်လို့เนาะပြန်လဲဝင်မြလိုက်ချင်းဖြစ်ပါတယ်ရှင်ညီမနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ရှင်အဲအခုကျွန်တော်ပြောမှလေးอ่ะဗောနော်မိန်းကလေးတွေအတွက်အရန်ကိုရေးကြည့်လို့ပါအဲဟိုတနေ့ကကျွန်တော်မုံရွာကညီမငယ်တယောက်ကအခုမန္တလေးကညီမငယ်တယောက်ကဖြစ်စဉ်လေးကအတူတူဖြစ်နေလို့ဗောနော်အဲသူတို့ရှိ ਉ တဲ့ဖုံးလာတာဗောနော်အဲကျမ်းမာရေးဌာနပါဗောမိန်းကလေးဟိုလိုဗောအဲရင်သားကင်ဆာမဖြစ်အောင် အဲဘောနောစေထိုးဖို့ပါညာဆိုတော့ဂျမိုက်ဌာနပါဆိုပြီးတော့ပြောပြီးဖုံးဆက်တာဖုံးဆက်ပြီးတော့အဲအဖေနာမည်ကမတူအမေနာမည်အမှုမတူနေရာလိပ်စာကဘယ်ကအဲအဲ့လူတွေသူကပြောတာအဲကောင်မလေးတွေကလည်းအော်သူတို့အဖေမေရောမတ်ပုံတင်နေရောနေရာလိပ်စာတွေရောတည်တယ်ဆိုပြီးတော့ယုံပြီးတော့သူတို့ကလှုပ်ကြတာအဲမှာသူကအဲဘာလဲဆိုတော့အဲလိုင်းမော်တက်ခဲ့အဲဗီဒီယိုကောနဲ့ခေါ်မယ်ဆိုတော့ဗီဒီယိုကောနဲ့ခေါ်ခေါ်ပြီးတော့အဲအဲ့ကောင်အဲ့ဇော်ဘောဂျမိုက်ဌာနဆရာမအနေပြီးတော့အဲ့လိုအင်ကိုစားတွေချွတ်ခိုင်းတာတဲ့ချွတ်ခိုင်းပြီးတော့ ြခိုင်းတာပေါ့အဲအဲ့လိုပြတာပြပြီးတော့အဲဟုတ်ပြီအခဏနေပြန်ဆက်သွယ်လိုက်မယ်ဆိုပြီးတော့အဲ့လိုပဲဖုံးချသွားတာတဲ့ဖုံးချပြီးတော့အဲ15မိနစ်နေတော့အဲ့လိုပဲကောင်လေးကဖုံးဆက်လာတာတဲ့နင်းရဲ့ဗီဒီယိုတွေဟိုစားမပါတဲ့ဗီဒီယိုတွေငါတို့ရှိမှရပြီအဲ30ပြီးရင်ပြီးမပြီးရင်လိုင်းပေါ်မှာဖြန့်မယ်ဆိုပြီးတော့အဲ့လိုချင်းချောက်တာတဲ့ချင်းချောက်တဲ့အခါကျတော့သူတို့မှပတ်စံလည်းမရှိတော့အဲ့လိုပဲကျွန်တော်ရှိကိုမန္တလေးကအဲတယောက်က အဲ့ဘောတော့အဲမန္တလေးကညီမငယ်တိညီမငယ်နဲ့သူတို့မိပါတယ်ကျွန်တော်ရှိကိုအဲဖုံးဆက်တာပေါ့အကူညီပေးဖို့ပေါ့နော်အဲအဲ့ဒါဆိုကျွန်တော်လည်းမေးလိုက်တာပေါ့အဲ့ဆိုလို့ရှိရင်ဒီကလေးကအဲအသက်ကဘယ်လောက်လဲဆိုတော့ကိုရန်ကျောင်းသူတဲ့ကိုရန်ကျောင်းသူတဲ့ပြီးကြတော့အဲနင့်မှာရည်စားတွေဘာတွေထားဘူးလားဆိုတော့ရည်စားထားဘူးတဲ့အဲအဲ့ရည်စားကိုဘာတွေပေးဘူးလဲဆိုတော့အဲ့သူအားတဲ့ပတ်စံမုတ်ဘိုးတွေဘာညာပေးခြင်းလို့ပါတဲ့အဲမှတ်ပုံတင်နံပါတ်ကလေးရဲ့တဲ့ KB ဖုန်းနံပါတ်ကလေးရဲ့တဲ့ အဲဓာတ်ပုံလေးလဲသူတောင်းလို့ဆိုပေးလိုက်တာတဲ့တက်တော့ကနေတွေ့တာတဲ့အဲအဲ့တော့ပြောတော့ main ကလေးတွေကိုပေါ့အများဆုံးပြောချင်တာလीနော်ဟိုဘယ်လိုပြောရမလဲဆိုတော့အဲမယုံပါနဲ့ line မော်ဟာတွေဆိုရင်လုံးဝမယုံပါနဲ့လို့နော်ပြီးကြတော့အဲပြင်ဟိုဟာပေါ့ကျမ်းမာရေးဌာနဆိုပြီးတော့ဆက်သွယ်လာတဲ့ main ကလေးနဲ့သူထားခဲ့တဲ့កောင်းတွေကသူတို့ကရီးစားတွေရီးစားတွေပူပေါင်းပြီးတော့လှုပ်တာ အဲကျွန်တော်ယူအကူအညီတောင်းတဲ့ခါကျတော့အဲ့ကလေးမကိုကျွန်တော်ပြောလိုက်တယ်ဟုတ်ပြီအဲကျမတို့ရှိမှတော့အဲ KB ဖုန်းနံပါတ်မရှိလို့ပါဘန်းနဲ့လွှဲမယ်ဆိုပြီးတော့ဘန်းဘန်းအကောင့်ကိုတောင်းခိုင်းလိုက်တာဘန်းအကောင့်တောင်းခိုင်းပြီးတော့မှတ်ပုံတင်နဲ့တောင်းခိုင်းလိုက်တဲ့အခါကျတော့ဟိုဘက်ကအကောင့်အဲလိန်တဲ့ဘက်ကနေမှတ်ပုံတင်နံပါတ်ဒီလို့ဘန်းအကောင့်ဒီပေးတာအဲ့အနေပေါ်ကျွန်တော်တို့ကနေပေါ်ရေစခန်းနေအမှုဖွင့်ပါညာကျွန်တော်အကူအညီပေးလိုက်ရတာပေါ့နော်အဲအဲ့လိုတွေကျွန်တော်တို့မှာဖြစ်တယ်တကယ်တမ်းမိန်းကလေးတွေပြောကြတာ line မော်မှာအခုရပိုင်းဖြစ်နေတာတမီးစားကိစ္စတွေလို့ အဲ့လိုဟာတွေကိုမယုံကြည်ပါနဲ့လို့ပေါ့နော်ကျွန်တော်အခုဒီဗီဒီယိုလေးကနောက်လူတွေအဲ့လိုတွေမခံရအောင်လို့ပြောပြတာပါအဲဘယ်ဟာပဲဖြစ်ဖြစ်အဲဘယ်ဟာဝန်ထမ်းမှာဘာညာဘယ်ဟာပဲပြောပြော online နဲ့ဆက်သွယ်လာရင်လုံးဝလက်မခံပါနဲ့ဒီကျွန်တော်အဲ့လေးကိုအဲပြန်လည်ပြောပြပါပါ င်္ဂလိပ်အနေနဲ့နော်အရန်ကိုမှနော်တတိထားတင်နေရှင်လိုင်းမော်ကနေနော်ဘဒူးမဆိုးနော်ကိုနဲ့ဗီဒီယိုကပြောပြီးတော့ကိုကိုနော်ဒီလိုမျိုးပေါ်ချွပုံနေပြခိုင်းခင်မယ်ဆိုရင်နော်မပြတင်ဘူးရှင်။ဘာကြောင့်လဲဆိုတော့အခုခေတ်ကနော်ဘဒူးကိုမှယုံကြည်လို့မရတော့ဘူးရှင်။ဒါကြောင့်မလို့တမီးစားချင်းချင်းတော့မှနော်ကိုကချစ်ကြိုက်နေတယ်ဆိုရင်တော့မှနော်လိုင်းမော်ကနေဒီလိုမျိုးနော်ကိုရဲ့ပေါ်ချွပုံတွေကိုအတင်းတောင်းဆိုခဲ့ရင်တော့မှမပြတင်ဘူးရှင်။နောက်ပိုင်းကျရင်နော်ခုလိုမျိုးပြဿနာတွေဖြစ်လာနိုင်တယ်ရှင်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေလည်းကျဆင်းနိုင်ဘူးလို့နော်ကိုယ့်ကိုယ်လည်းငွေညစ်လာနိုင်နေရှင်ဒါကြောင့်မို့လို့မိန်းကလေးတွေနေနေနော်လိုင်းမော်ကနေဆိုအထူးတတိထားကြပါရှင်နောက်ထပ်ဗီဒီယိုလေးကတော့တက်မပြည့်တည်နေနော်လူမမဲ့ကလေးလေးတွေကိုနော်ဝိုင်းကြီးတပူနော်မိဘမဲ့ကြောင်ကနော်၅နှစ်ရွယ်ကလေးလေးကိုနော်အာရမပြုကျင့်နေတယ်ရှင်ဒီကလေးလေးတွေကနော်ကိုယ့်ရဲ့မိဘတွေကနော်စွန့်ပစ်ထားလို့နော်သူတို့မှမိဘမဲ့အနေနဲ့နော်ဒီလိုမျိုးလာခိုးလုံနေရတာကိုနော်ခုလိုမျိုးအနိုင်ကျင့်တာမျိုးစော်ကားတာမျိုးကတော့နော်လုံးဝကိုမဖြစ်သင့်ဘူးရှင်ဒါကြောင့်မို့လို့မိဘတွေအနေနဲ့လည်းနော်ကိုကသားသမီးတွေကိုမကြည့်မမွေးနိုင်ဘူးဆိုရင်အဆက် ဲကနော်ကလေးကိုမယူကြပါနဲ့နော် ကလေးကိုယူပြီးတော့ပြီဆိုရင်လည်းနော်ကိုကဘလို့ပဲဖြစ်ဖြစ်နော်ကိုရဲ့မိဘတာဝန်ကိုကြည်ပုံအောင်ထမ်းဆောင်တဲ့နေရှင်ခုလိုမျိုးမိဘမက်ကြီးဟာဒီမှာတပ်ပစ်ထားတယ်နော်တပ်ပစ်ထားလို့နော်ခုလိုမျိုးနော်မိန်းကလေးတွေဆိုရင်နော်အတင်းအရမကြစ်ခံရတာတွေရှိတယ်အနိုင်ကြစ်ခံရတာတွေရှိတယ်ရှင်ဒါကြောင့်မို့လို့မိဘတွေအနေနဲ့လည်းနော်ကိုကကလေးတယောက်ရဲ့တာဝန်ကိုမယူနိုင်ဘူးဆိုရင်နော်မမွေးတာအကောင်းဆုံးပဲရှင်ခုလိုမျိုးမိဘမက်ကြီးဟာမှာတတ်ထားမယ်ဆိုရင်လည်းနော်ကလေးလေးတွေစိတ်မလုံခြုံရတဲ့အကြောင်းကိုပြောပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ညီမနဲ့တူတူဆက်ကြည့်လိုက်အောင်နော်တို့ရဲ့ဒီလင်းဆန်းဆန်းဖော်အနေနဲ့တို့အာသာဖြစ်ဖို့အတွက်ဒီကလေးတွေလူဖြစ်လာတာမဟုတ် ောင်းဖို့တာပေါင်းမြို့နယ်ဝန်ကြီးတယ်ဘလို့မိဘမဲကြောင်းကငါးနှစ်အရွယ်ကလေးလေးကိုအကျဉ်းမောင်းမနေမရင်းကျင်လာတယ်ဘလို့စိတ်နဲ့မြို့နယ်လုံးရတာလဲမိဘမဲလေခိုးကိုရမဲလို့တော့မပဲဒီမိဘမဲကြီးဟာမလားဒါကလေနားထောင်ကြည့်လောင်း哎，就他们家的菜，我爸就要弄啥？对呀，他们家没弄嘞。哎，好，把我们那白菜就是他们弄的。 အဲ့ဒါတွေမှာရောစုံလေးချစ်တယ်ပြီးတော့ကိုယ်လောင်လည်းရောပါတယ်ပြီးတော့ညညဆိုရင်ညညဆိုရင်သူ့ကိုချင်းလောင်လည်းကနေပေါ်ပါတယ်ချင်းလောင်လည်းကခေါ်ပါတယ်သူ့မှာပြောတယ်သူ့ညီမလေးချင်းလောင်လည်းကခေါ်ပါတယ်ဆိုတော့သမီးမကသမီးမအဲ့ရညညဆိုသူ့မှာနေလို့လိုက်ဆွဲနေရတယ်ပြီးတော့ကလေးကညီမတို့ရှိပါဆိုသူကခါတိုင်းသူ့ခင်းကြီးတော်တော်ကောင်းမယ်ဆိုရင်သူကချင်းလိုက်ခုနိုင်တော့ဆိုရင်အဲ့ဒီအဲ့ဒီကအဲ့ဒီကလေးကဒီနောက်ပိုင်းမှာမနက်တနားလောက်မှသူအဲ့ဒီမှာကဒီတိုင်းသူမအဲ့ချက် ကလေးကအမြဲတမ်းညဆိုရှင်မအိပ်ဘူးမအိပ်ဘဲနဲ့မနဲ့တနိုင်လောက်မှအိပ်တော့ဘာဖြစ်လို့မအိပ်တာဘာလို့မအိပ်တာလဲပေါ့နော်ဟိုဘာလို့နေတိုင်းတနိုင်လောက်မှအိပ်နေရလဲဆိုမေးကြည့်တဲ့အချိန်ကျမှကလေးက အဲ့ဒါကြောက်နေတာသူကလေသူ့ရဲ့စိတ်ထဲမှာဆွဲနေတာသူအိပ်ပြီဆိုရင်သူ့ကိုခြေထောက်ထဲနေပြီးတော့အဲ့လိုမျိုးခြေထောက်ကိုလာဆွဲတာမျိုးတွေအဲ့လိုမျိုးလာဆွဲပြီးခေါ်သွားလို့အိမ်သားလေးကိုခေါ်သွားလို့အဲ့မှာအကြီးမလေးက6နှစ်အငယ်မလေးက9နှစ်အငယ်မလေး9နှစ်ကိုလာလာဆွဲတာလာလာဆွဲတော့အကြီးမလေး6နှစ်ကသူ့ညမကိုညာတိုင်းလာလာဆွဲနေတော့ကြောက်သူကပြန်ဆွဲတာသူ့ညမလေးကိုအဲ့လိုမျိုးအဲ့လိုမျိုးစိတ်တန်ရညမနှစ်ယောက်လုံးမှယာနေတော့ကြောက်မအိမအိကြောင်ညာ ဆက်ပြဆရာကောင်းလဲနော်အဲ့ဒါအဲ့ဒါနဲ့မပြီးသေးဘူးနော်အဲ့ဒီကနေ့မှလည်းသူခဏခဏအလိုမျိုးမရင်းချင်းခံရတယ်သူ့မရင်းချင်းနဲ့သူကလည်းအသက်20အရွယ်အသက်20အရွယ်မရင်းချင်းတော့အဲ့လိုမျိုးဒါသူ့ နားတော့နားထောင်ကြည့်လိုက်ပါဦးမအိမ်ချဲ့နေသူကတကယ်တော့အဲ့ဒီသူ့ကိုညံ့ညဆိုရင်ခေါ်ပါရဲဆိုတော့ပေါ်ပါရာဝါတာလို့ချင်းပြီးတော့အဲ့ဒီကင်းလက်ဆိုရင်သူ့ကိုတော်တဲ့ခေါ်ခေါ်ပါရဲဆိုပြီးတော့ပြောတယ်ဘာလို့အလုံးဆိုတဲ့တရားပါသူ့ကိုတွိုင်းနေတယ်ကိုခေါ်တယ်ဘာလဲလဲခေါ်သွားတဲ့ကောင်းရဲ့နာမည်အလုံးအလုံးကိုပစိုးနဲ့စီးတယ်ပြီးတော့ပစက်ကိုအင်ဂျင်နဲ့ပိတ်တယ်ပိတ်ပြီးတော့သူ့ကိုလောက်တယ်သူ့လောက်တဲ့အချိန်မှာသူကအဲသူ့ရဲ့သမီးဖင်နေသွားတယ်ပြီးတော့သမီးကိုသူ့ရဲ့အင်္ဂါကိုဆုပ်ခိုင်းတယ်ဆုပ်ခိုင်းပြီးတော့သမီးအဲ့ဒီသူ့ရဲ့အရှိတွေကသူ့ပစက်ထဲကိုဝင်သွားတယ်ဆိုပြီးတော့ပြောတယ် အဲ့ဒါနဲ့မပြီးသေးဘူးနော်အဲ့ကလေးမလေးကသူဒီလိုမျိုးရှူပေါက်လို့ရှင်နားလဲပြုတ်လဲဆိုပြီးတော့ဒီသူတို့ကဒီဟာနှစ်လသားအရွယ်လားနှစ်လသားအရွယ်ကတည်းကဒီကျောင်းကိုရောက်နေဖြစ်တဲ့ကြောင့်မို့ဒီကျောင်းမှာရှိတဲ့ဘုန်းကြီးတွေကသူတို့အတွက်မိပါပဲသူတို့တို့အဖေပဲအဲ့တော့ကလေးကပြောတယ်ဒီဟာရှူပေါက်လို့ရှင်နားလဲဆိုပြောတာဟာပြောတဲ့အချိန်မှာဘုန်းကြီးကရုံးကန်းကိုခေါ်ပြီးတော့ လာခဲ့သူစိတ်ထဲပြင်မဲ့ဆိုခေါ်ပြီးတော့ဒီကလေးရဲ့ဒီတက်စာကိုမြင်တဲ့အချိန်မှာဘုန်းကြီးကပါအာသာဖြေတယ်တဲ့ဘလောက်မှရိုင်းလဲဝီဂျုံကန်နဲ့ကိုခေါ်ဆောင်ကကလေးငယ်ရဲ့လက်အင်္ကာကိုထိတွေ့ပြီးအာသာဖြေခဲ့ကြောင်းဝန်ခံခဲ့တယ်လို့လည်းဆိုပါတယ်ကလေးကဒီသူပါနဲ့တွားရင်နားနားရယ်ဆိုပြောပြောတဲ့အခါမှာသူက သူကနှစ်လကလေးအရောက်လာတဲ့ခွေးဆိုတော့လေအကုန်လုံးကိုပြောတဲ့ခလေးကနည်းနည်းရွှေ့နေတော့ဆိုင်အကုန်လုံးသူကအရင်ညင်းနေနေတယ်။တော့ဒီဖုန်းကြီးကိုပေါ့နော်ဖုန်းကြီးတစ်ပါးကိုသူကအပေါ်သွားရင်နားရယ်ဆိုပြီးတော့သူပြောတယ်။တော့အချိန်မှအဲ့ဒီဖုန်းကြီးကသေးထည့်ပေးမယ်ဆိုပြီးရုံးခန်းထဲကိုခေါ်တယ်။ရုံးခန်းထဲခေါ်ပြီးတော့သူ့ကိုလှုပ်လဲဆိုပြီးတော့သူကပြောတယ်။အမေခလေးကကြောက်တော့လှုပ်လဲဆိုတာကသူ့ကိုဘယ်လိုမျိုးလှုပ်လဲချိုးသွင်းတာလားဘယ်လိုမျိုးလှုပ်လဲဆိုတာသူကမသိဘူး။မသိတော့ညီမတငယ်ချင်းကသေထည့်ဖုန်းကြီးကိုတော့ပြောတဲ့အချိန်မှာဖုန်းကြီးကပြန်ပြီးဝင်ခဲ့တာ။ သူလုပ်ရစလားအာသာပဲဖြစ်ရပေါ့နော်ခလေးအင်္ဂါကိုခလေးကပြူပြူလေးခလေးဟာခလေးကိုစေးထက်မှဆိုပါမစ်ဆိုရစလားခလေးအင်္ဂါကိုတက္ကမမရှိတဲ့ပြည်ငယ်ဖြစ်ရတဲ့အကြောင်းခလေးအင်္ဂါတားရပြီးတော့အာပြီးတော့အာသာရှင်ပြီးရတယ်ပေါ့သူပြောအဲ့လိုနေတက်ငင်ပတိန်လုံးကလေးတွေကိုအဲ့လိုမျိုးတက်ငင်ပတိန်လုံးတဲ့သူတွေကိုလေတိလားအဲ့လိုမျိုး short တိုက်ပြီးတော့လေ short တိုက်ပြီးသူတို့တစားအောင်နုံနုံစင်မျိုးလူအများအမြင်ရှင်မှာတက်အောင်မှာတည်လား။၅နှစ်ဆိုရဲကလေးက ဟိုမိဘမိဘဒါမိဘမရှိလို့မိဘမဲ့ကြီးအောင်ရောက်တာကိုကိုရမယ်လို့မိဘရှိလို့ရှင်ဒီကလေးမိဘရင်ွယ်ထဲမှာမိဘအဖေအမေရဲ့ပုံပေါ်မှာတတ်ထိုင်မိဘရင်ွယ်ထဲမှာနေရမယ့်အရွယ်တွေဒီဥစ္စာကိုဒီလိုမျိုးတို့ရဲ့ဒီလင်ဆက်ဆန်ဖို့အနေနဲ့တို့အာသာဖြစ်ဖို့အတွက်ဒီကလေးရလူဖြစ်လာတာမဟုတ်ဘူးဒီလားဒီပြိုလေးရဆိုရင်မိဘဆုပြင်ခံထားရတဲ့ကလေးကမိဘမဲ့ကြီးကမှတော့နေတာကိုနော်ခုလိုမျိုး night chat scene ပြုလုပ်ခံရတာကြောင့်နော်ကလေးတွေတော့မတရားဘူးရှင် ဒါကြောင့်မို့လို့မိဘတွေအနေနဲ့လည်းနော်ကိုကကလေးတာဝန်ကိုမယူနိုင်ဆိုရင်ကလေးကိုမမွေးတင်ဘူးရှင်ကိုကနော်ကလေးတယောက်ကိုမွေးပြီးသွားပြီဆိုရင်လည်းနော်မိဘမဲ့ကေဟာမျိုးကိုတော့မပိုးတင်ဘူးနော်ကိုကိုကိုပြုစုစောင့်ရှောက်တဲ့နဲ့ရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိဘတွေအနေနဲ့လည်းဘဝတုဒ္ဒတခုခုရမယ်လို့ထင်ပါတယ်ရှင်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်